ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင် အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမျှတရက်ခံလို့ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရွှေကောက်ပွဲကိုအာဆီယံအစည်းအဝေးမှာပြပြသားသားညှင်းပိတ်ကန်အာဆီယံအဖွဲ့အစည်း300ကျော်တောင်းဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အာနာသိန်းစစ်ကောင်စီအထူးရောင်ရွှေကောက်ပွဲကိုအာဆီယံထိပ်သီးအစည်းအဝေးမှပြက်ပြက်သားသားညှင်းပယ်ပြီးရန်နိုင်ငံတကာနှင့်အာဆီယံဒေသအသီးသီးမှအဖွဲ့အစည်းပေါင်း308ဖွဲ့မှတောင်းဆိုလိုက်ကြပါရယ်။မလေးရှားမြန်မာဖိလစ်ပိုင်အင်ဒိုနီးရှားထိုင်းအရှေ့တီမွန်ကမ်ဘောဒီးယားစင်ကာပူထိုင်ဝမ်စတဲ့နိုင်ငံမှအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းတို့မှယမန်နေ့အောက်တိုဘာလ24ရက်တွင်တောင်းဆိုထားကြခြင်းဖြစ်ပါရယ်။ တာဝန်ရှိသောအစိုးရများအခွင့်အရေးများအလုံးအထူးသဖြင့်2025အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်သောမလေးရှားဝန်ကြီးချုပ်အန်နဝါဣဗရာဟင်တန်လိမ့်မှုတောင်းဆိုထားကြောင်းသိရပါတယ်။တောင်းဆိုချက်တဲတွင်မြန်မာစစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုပြပြသားသားထင်ထင်ရှားရှားတိတိပပညင်းပေပောင်းလေးလာဆောင်ကြည့်ရေးအဖွဲ့တွေပေးပို့တာဒါမှမဟုတ်ဒီပညာပိုင်းနိုင်ငံရေးအထောက်ပံ့တွေအားလုံးကိုညှင်းဆိုပါဟုအဆိုပါအဖွဲ့အစည်းများကတောင်းဆိုထားကြပါတယ် ရှင်းပြင်အာဆီယံခေါင်းဆောင်များအနေဖြင့်မြန်မာပြည်သူလူထုနှင့်အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်များအပေါ်တန်တူညီညွတ်စွာသွေးစည်းညီညွတ်စွာရည်တည်ပါထောက်ခံမှုပြသပေးရန်အာဆီယံအရက်ဖက်အဖွဲ့အစည်းများမှတောင်းဆိုထားကြပါသည်။ယခုတောင်းဆိုချက်များအားအာဆီယံခေါင်းဆောင်များအနေဖြင့်လှုပ်ဆောင်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားများကိုတစ်ဆာပေါက်ခြင်းဖြစ်ပြီးအာဆီယံဒေသအရက်ဖက်အဖွဲ့အစည်းများမှလည်းယုံကြည်မှုနှဲသွားမည်ဟုဆိုပါသည်။ 2025ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမယ့်စစ်ကောင်စီဤရွေးကောက်ပွဲသည် အကြံဖက်အုပ်ချုပ်မှုအတွက်တရားဝင်မှုရရှိစေရန်လှည့်စားထားသည့်ပြည်ရဲတစ်ခုသာဖြစ်ကြောင်းလည်းပြောပါရယ်။စစ်မှန်သောရွေးကောက်ပွဲတစ်ခုသည်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများနှင့်ဖိနှိပ်မှုများကြားတွင်ကျင်းပ၍မရကြောင်းနှင့်စစ်ကောင်စီသည်အရတား8300ကျော်ကိုတပ်ဖြတ်ခဲ့ပြီး2900ကျော်ကိုမတရားဖမ်းဆီးခဲ့က3.5တန်းကျော်မှအိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟုဆိုပါရယ်။ ကုလသမဂ္ဂအထူးကိုဆက်လက်မှဖော်ပြခဲ့သည့်အတိုင်းရွေးကောက်ပွဲသည်ရွေးကောက်ပွဲမဟုတ်ဘဲလိမ်လည်မှုဖြစ်ကြောင်းနှင့်အမှန်တကယ်တွင်အာဆီယံဘုံသဘောတူညီချက်၅ရက်နှင့်လည်းတက်ဆိုင်ခြင်းမရှိဘဲတွေ့ဖက်နေကြောင်းထုတ်ပြန်ပြောဆိုထားကြပါသည်58ချိန်နောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အော်တိုဘာလ26ရက်မှ28ရက်နေ့အထိကျင်းပကြမည်ဖြစ်ပါသည် မြန်မာနိုင်ငံမှအာဏာသိမ်းစစ်ကောင်စောင့်မြောက်လိုက်အောင်အာဆီယံအစည်းအဝေးသို့တက်ရောက်ခွင့်မပြုကြောင်းနှင့်ဖိတ်ကြားထားခြင်းလည်းမရှိကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားထားပါတယ်။ဆက်လက်ပြီးနေရီကံမှဆစ်ရှုံးနေတဲ့စကခ18မှုကိုလူစားလှစ်လိုက်ပြီးအလံဖြူထောင်တာမှနမည်ကြီးတဲ့တပ်မ55ကဒုတပ်မမှုရှာတူးတိုးနေရောက်လာဖန်ခံရတဲ့စစ်တိုင်းမှုနေရာအစားထိုးတာအပါတိုင်းမှုနဲ့တပ်မမှုနေရာအများပြအပြောင်းလဲထက်လုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဖန်စီခံထားရတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့အခြေစိုက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှာပါခစစ်တိုင်းမှုနေရာအပါအဝင်ထိပ်ပိုင်းရာဥတွေဖြစ်တဲ့တိုင်းဟုံတက်မမှုနဲ့လေးချင်းရေးကျောင်းအုပ်ကြီးရာဥနေရာအများပြားကိုစစ်ကောင်းဆောင်တွေကအပြောင်းလဲထပ်မံလုပ်ခဲ့တယ်လို့နေပြည်တော်ကလာတဲ့သတင်းတွေရသိရပါတယ်။ရှာပါခတိုင်းမှုဂုံမှုချုပ်နိုင်စော်ဦးဟာပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းကမှဘာတူတက်နေမှုတာဝန်တွဲဖက်ယူရတဲ့တိုက်ခိုက်ရေးဘာတူကျောင်းအုပ်ကြီးကနေတိုင်းမှုအဖြစ်ရာဥတိုးခန့်အပ်တာခံခဲ့ရပြီး ်3လအကြာယခုလနောက်ဆုံးအပတ်ထဲမှာရှမ်းပြည်နယ်အတွင်းတရားမဝင်ကုန်စည်တွေတည်ယူမှုတွေမှာလက်စားတဲ့ဆိုကနေပြီးတော့စစ်ရုံးကဖမ်းဆီးစစ်ဆေးနေတာလို့တက်တွင်တရင်ရင်းမြစ်တွေထံကသိရတဲ့အချက်လက်ကို CDM ဘူကြီးစင်ရော်ကပြောပါရယ်၎င်းရဲ့ရပခတိုင်းမှုနေရာကိုဗမော်စစ်မျက်နှာမှာမျက်နှာပန်းလှခဲ့ပြီးနေမီတချို့ကိုပြန်ထိန်ချုပ်နိုင်ခဲ့တဲ့မကွေးအခြေဆိုင်တမ88တမမှ DSC 40အစဉ်ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနဲ့အစာထုတ်ခန့်လိုက်တယ်လို့ဆိုပါရယ် တက်မှမှုအစ်စ်တယောက်ချင်းနေတယ်။အရင်တက်မှမှုကတိုင်းမှုထွက်သွားတယ်ကြားတယ်။တက်ချုပ်မင်းအောင်လိုင်းပြီးခဲ့တဲ့ဩဂုတ်လတည်းမကွေတက်မှ88ကိုတက်ဆစ်လာသွားပြီးကြတဲ့ကတက်မှမှုကအနည်းနဲ့အမြန်ရှာဘူးတိုးတော့မယ်ဆိုတာတော့သိကြတယ်လို့မကွေမြို့တက်မှ88လက်အောက် တက်မီတာစုဝင်တအူကသတင်းဌာနကိုပြောပါရယ်။ရှမ်းပြည်နယ်အတွင်းကနောက်ထပ်စစ်တိုင်းတစ်ခုဖြစ်တဲ့ခိုလန်အခြေဆိုင်အရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်ရှလာခါတိုင်းမှုနေရာကိုလည်းအပြောင်းအလဲလုပ်ခဲ့ပြီးတိုင်းမှုအသေးအဖြစ် DSC အပတ်စဉ်40စင်းစစ်တပ်ကတော်ကြောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုခန့်အပ်လိုက်ပါရယ်။နေရဖေပြလိုက်ရတဲ့ရလခတိုင်မှုဟောင်းအလုတ်တင်ဖို့အပတ်စဉ်23စဉ်ဘိုးချုပ်မျိုးမင်းထွန်ဟာစစ်အာဏာသိမ်းပြီးနောက်တိုင်မှုတွေအနက်သက်တမ်းရှိဆုံးတိုင်မှုဖြစ်ပြီးသူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုတော့မသိရသေးပါဘူး ။တမမှုအပြောင်းလဲတွေအနက်လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မကွေတိုင်းငပေးမြို့နယ်ရခိုင်ရိုးမပေါ်အမ်ပဒန်လမ်းပိုင်ရှိနယ်ရီကန်တောင်ကျောတဝိုက်စခန်းတွေမှာရှေတန်းတိုက်ခိုက်ရေးဝင်ရောက်နေရတဲ့စကခ18ရေစကခမှုနေရာကိုကလောမျိုးအခြေစိုက်အမှတ်55ချင်းမြန်တမဌာနချုပ်တမခ55ကဒုတိယတမမှုဖုံမှုကြီးမျိုးမြင့်ဦးရောက်ရှိလာတယ်လို့သိရပါဗျ။ ကျမ55ဟောင်းမြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့2029စစ်စစ်ရေးစတင်ချိန်မှာရှမ်းမြောင်လောက်ကင်ကုံချမ်းဒေသတွေမှာတိုက်ခိုက်ရေးဝင်ရောက်ခဲ့တာဖြစ်ပြီးဓာကာဆလောက်ကင်နဲ့အတူလောက်ကင်မြို့ကြဆုံချိန်မှာတက်မှာမှုအပေါင်းကျမတစ်ခုလုံးအလံဖြူထောင်လက်နဲ့ချခဲ့တဲ့တက်မှာလည်းဖြစ်ပါတယ်လက်ရှိအာရကတက်တော်အေအေနဲ့နရိကန်တောင်ကျောတိုက်ပွဲတွေမှာအဓိကတိုက်ခိုက်နေရတဲ့စကခ18စကခမှုဘုံမူချုပ်ကျော်စွာလင်ကိုရန်ကုန်တိုင်းမော်ဘီမြို့အခြေဆိုင်အမျိုးသမီးဘူတင်တန်းကျောင်းကိုကျောင်းအုပ်ကြီးအဖြစ်ပို့ဆောင်လိုက်တာပါ နေကန်တောင်ကျော်တဝိုက်ကစကခ16တက်တွေဟာအေအေရဲ့ထိုးစစ်တွေအတွက်ထိခိုက်သေးဆုံးသူတွေများပြားတဲ့အပြင်စစ်ကော်မရှင်တပ်သားအများစုဟာစခန်းတွေစွန့်ခွာထွက်ပြေးနေကြရပြီးလက်နက်ချအငြင်းခံသူတွေနဲ့အလင်းဝင်ခိုးလုံလာသူတွေလည်းအများပြားရှိနေတယ်လို့အာရကတပ်တော်အေအေကအခုလတည်းမှထုတ်ပြန်ထားပါတယ်။လစ်လက်သွားတဲ့စစ်တပ်ကတူအောင်အုပ်ကြီးနေရာကိုနောက်ချိုမျိုးကိုပြန်သိမ်းနိုင်ခဲ့တဲ့စကခစနစ်မှုဘုံမှုချုပ်သူရစော်လွင်စုံတမ88တမမှုနေရာကိုတမ78ထူးတမမှု ဗိုလ်မှူးကြီးညင်ဟိန်တို့ကိုခန့်အပ်လိုက်ပါတယ်။တခြားထိပ်ပိုင်ယာတူးပြောင်းလဲမှုတွေအနေနဲ့ခရင်ဒီမှာတိုက်ခိုက်ရေးဖွင့်နေတဲ့တပ်မ66ထပ်မမှုဗိုလ်မှူးချုပ်ကျော်စိုးလင်းကိုမင်္ဂလာတုံးစစ်စေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်ပြောင်းရွှေ့ပြီးလက်လက်သွားတဲ့တပ်မ66နေရာကိုရေးမျိုးအခြေစိုက်စကခ79ဒူးစကခမှုဗိုလ်မှူးကြီးကောင်းစော်မြင့်ရောက်ရှိလာတယ်လို့လည်းသိရပါတယ်။ဒါပြင်စစ်တပ်ကယခုအချိန်အပြောင်းလဲမှာတိုင်းမှုလေးချင်းရေးကြောက်အုပ်ကြီးစကခမှုထမမှုဒူးတက်မမှု ဒူဆာကခမှုရှာဒူ140ထက်မနည်းပြုလုပ်ခဲ့တယ်လို့ဘိုးကြီးစင်ရော်ရဲ့သတင်းဖော်ပြချက်တွေအရသိရပါတယ်။ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။